သူကနေချင်ရမရှိလို့ Lambda Bus ကမှတ်တယ်မှာနေချင်ခဲ့ရတဲ့သူပြောစားရမရှိလို့သူအရန်ချရတဲ့သူ့ရဲ့ခွေးလေးကိုရောင်းစားခဲ့ရတဲ့သူပြောစကားမပြီးလို့ပဲရုပ်ရှင်ထုတ်လွှင့်ကမ္ပဏီကမှမင်းသားတယောက်အဖြစ်ရွေးချယ်မှခံခဲ့ရတဲ့သူတယောက်အဲ့လိုလူတယောက်ကကမ္ဘာကျော်ရုပ်ရှင်မင်းသားတယောက်ဖြစ်လာခဲ့ပါတယ်အခုဆိုရင်သူ့ရဲ့အကြောင်းကို motivation speaker တွေကတော့ လူငယ်တွေအတွက်အထူးယူစရာကောင်းတဲ့သူအဖြစ်ပြောဆိုနေခဲ့ပါပြီ။သူအခုလိုမျိုးအောင်မြင်တဲ့ရုပ်ရှင်သုံးဆောင်တယောက်ဖြစ်လာဖို့ခက်ခဲတွေကိုဘယ်လိုကြော်ဖြတ်ခဲ့ရလဲဆိုတာကိုကျွန်တော်ရဲ့ဗီဒီယိုလေးကနေမကြခင်တီးရတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ။ သူကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေကြားထဲမှာ Rambo လို့လူသိများတဲ့ Sylvester Stallone ပဲဖြစ်ပါတယ်။သူ့ကို1946ခုနှစ်ဇူလိုင်လ6ရက်နေ့မှာအမေရိကန်နိုင်ငံမှာမွေးဖွားခဲ့ပါတယ်။သူမွေးဖွားခဲ့တဲ့ချိန်ကဆရာဝန်ကညှက်ဆွဲမွေးပေးခဲ့လို့သူ့ဘဲဘဲပါရဲ့အကျိုးကို ထိခိုက်သွားခဲ့ပါတယ်။အဲဒါကြောင့်သူကြီးလာတဲ့အရွယ်ဒီစကားကိုပြီးအောင်မပြောနိုင်ခဲ့ပါဘူး။သူတို့မိသားစုကဆင်းရဲခဲ့ပေမဲ့သူကတော့သေယုတ်ဆောင်ပညာကို ်အငယ်လေးတဲ့ယူတော့ခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်။ဒါကြောင့်ထက်တန်းကြောင်ရောက်တဲ့ယွမ်မှာတော့ကြောင်ကနေထွက်ခဲ့ပြီးရုပ်ရှင်သရုပ်ဆောင်တယောက်ပြောင်းလေ့ကျင့်ခဲ့ပါတယ်။ဒါပေမဲ့စကားမပြတာကြောင့်ပဲရုပ်ရှင်ထွက်လို့ရကမ္နီကမှသူ့ကိုမရွေးချယ်ခဲ့ပါဘူး။ပြီးတော့သူ့မှာစားစရာမရှိတာကြောင့်သူ့အမျိုးသမီးရဲ့လက်ဝတ်တစားတွေကိုခိုးယောင်းပြီးတော့စားစရာဝယ်တဲ့အချိန်မှာသူ့အမျိုးသမီးကသိသွားခဲ့လို့သူ့ကိုအိမ်ဘောကနေနှင်ချခဲ့ပါတယ်။သူ့မှာတခြားနေစရာလည်းမရှိတာကြောင့်လမ်းဘေးဘက်ကမှတ်တိုင်မှာနေထိုင်ခဲ့ရပါတယ်။ ။ကြာပြင်သူအရန်ချဲ့ရတဲ့သူ့ရဲ့ခွေးလေးကို25ဒေါ်လာနဲ့ရောက်ချပြီးတော့စားစရာတွေဝယ်ခဲ့ရပါတယ်။ဒီလိုမျိုးခက်ခဲတွေအများကြီးကြုံနေခဲ့ရပေမဲ့သူ့ရဲ့သေးဆောင်အိမ်မက်ကိုတော့လုံးဝမဆော့လော့ခဲ့ပါဘူး။သူကရုပ်ကြီးချက်ပြင်းထန်တဲ့သူတစ်ယောက်ဖြစ်လို့ဒီနေ့မှာတော့သူ့ဘဝကိုအကြီးအကျယ်ပြောင်းလဲစေမယ်။လက်ဝဲဘွယ်တစ်ခုနဲ့ကြုံခဲ့ရပါတယ်။အဲ့ဒါကတော့မူဟာမက်အလီနဲ့ဝက်ပနာတို့ရဲ့လက်ဝဲဘွယ်ပဲဖြစ်ပါတယ်။ သူကဒီလက်ဝဲပွဲကြီးကိုကြည့်ပြီးတဲ့အချိန်မှာအဲ့ဒီလက်ဝဲပွဲကိုအခြေခံပြီးတော့ Rocky ဆိုတဲ့ရုပ်ရှင်စာမျိုးအတွက်နာယီ20ကျောင်းထိုင်ရင်းနေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ရုပ်ရှင်ထုတ်လုပ်ရေးကပနီတွေကိုလိုက်ပြီးပြခဲ့ပေမဲ့အငင်းခံခဲ့ရပါတယ်နောက်ဆုံးမှာတော့ကပနီတစ်ခုကသူ့ရဲ့ဇာတ်ညွန့်ကိုဒေါ်လာတစ်သိန်းခွဲနဲ့ဝယ်ယူဖို့ညှိနှိုင်းခဲ့ပေမဲ့သူကသူ့ကိုခေါင်းဆောင်မင်သားတစ်လက်အဖြစ်တင်ရိုက်နိုင်မှရောင်းမယ်လို့ပြောခဲ့ပါတယ် နောက်ဆုံးမှာတော့ကမ္ပဏီကဒေါ်လာ3သိန်းခွဲတိပေးခဲ့ပေမဲ့သူကတော့သူ့ရဲ့တရုတ်ဆောင်အိမ်မက်ကိုလုံးဝမဆော့လော့ခဲ့ပါဘူး။ဒါကြောင့်ကမ္ပဏီကသူ့ရဲ့ဇာညွန်းအတွက်ဒေါ်လာ3000ခွဲပဲပေးပြီးတော့သူ့ကိုမင်းသားတစ်ယောက်အဖြစ်တရိုင်းမယ်လို့ညှိနှိုင်းလိုက်တဲ့အချိန်မှာတော့သူလက်ခံခဲ့ပါတယ်။ဒီလိုစကားမပြီးတဲ့သူကိုမင်းသားတစ်ယောက်အဖြစ်တရိုင်းလို့အရှုံးပေါ်နိုင်တယ်လို့ထင်ရင်တော့လုံးဝမှားသွားပါလိမ့်မယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့သူဟာမိန်းကလေးတွေဟာသဘောကျတဲ့မျက်နှာပုံစံနဲ့ခန္ဓာကိုယ်ချိုးစောက်ကိုပိုင်ဆိုင်ထားတဲ့အပြင်သရုပ်ဆောင်ပညာကိုပြ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 င်ကိုလေ့ကျင့်ထားတဲ့သူတယောက်ဆိုတော့သူ့ရဲ့ပထမဆုံး Rocky Zack ကဟာအရန်ကိုအောင်မြင်ခဲ့ပါတယ်ဒီ Zack ကဟာရုပ်တရက်တစ်ပတ်အတွင်းမှာတင်ဒေါ်လာတန်300ကျော်အထိရရှိခဲ့ပါတယ်ဒါအပြင်ဇက်ကားစု Writer စုနဲ့ဇန်ညောစုအပါအဝင် အော်စကာဆုသုံးခုရရှိခဲ့တယ်လို့စတာလုံးကလည်းအော်စကာဆုတွင်နောက်ဆုံးဇာတ်တဲအဆင့်တီတော်ရွေးချယ်ခံခဲ့ရပါတယ်။သူလည်းကဘာကြောင့်မင်းသားတက်လက်ဖြစ်လာပြီးတော့ရုပ်ရှင်ဇာတ်ကားကရအချိုးအမြတ်တွေကို အချိုးကျခံစားခွင့်ရခဲ့လို့တကြွတထေးတယောက်ဖြစ်လာခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူဟာ Rocky Rambo စတဲ့ဇာတ်လမ်းတွေကိုရက်ကူးခဲ့ပြီးတော့အောင်မြင်မှုတွေရရှိခဲ့တယ်လို့ရုပ်ရှင်ထုတ်လုပ်သူ writer အနေနဲ့လည်းအောင်မြင်မှုများစွာကိုရရှိနေသေးပဲဖြစ်ပါတယ်။ အခုဆိုရင် तू ဟာမီလီယံနာတရတိတယောက်ဖြစ်နေပြီးတော့ကဘာကျော်ဈေးကန်အေဂျီတွေနဲ့ကားတွေကိုလည်းပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ तू ဖြစ်ဖြစ်လေးကနေသိလိုက်ရတာတကူကဘဝမှာဘလို့ခက်ခဲတွေပဲကြုံကြုံကိုယ့်ရဲ့အိမ်မက်တွေကိုလုံးဝမဆော့လော့သင့်ဘူးဆိုတာပါပဲ။ခက်ခဲလေးတကူကြောင့်ကိုယ့်ရဲ့ယုံကြည်ချက်အိမ်မက်တွေကိုလက်လော့ဖို့စဉ်းစားနေပြီဆိုရင်တော့စားကြမရှိတဲ့ဘဝကနေကဘာကျော်ရုပ်ရှင်သေဆောင်တယောက်ဖြစ်လာတဲ့ Civista Star လို့ရအကြောင်းကိုသတိရလိုက်ပါခင်ဗျာ။ ဒါနဲ့ကျွန်တော်ကတော့ဝါခွန်ပြီးစာပေတွေနဲ့ဗဟုတုတရစီမံအကြောင်းအရာလေးတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေမယ် CWF ကစိုင်းကိုတွေပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးဖို့မမေ့ခဲ့ပါနဲ့ခင်ဗျာဒီဗီဒီယိုလေးကိုအစိုးရကြည့်ပေးကြတဲ့လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ နောက်ဗီဒီယိုများမှာပြန်လည်ပြီးတော့ဆက်တွေ့ကြပါတယ်ခင်ဗျာ